ကွက်ပြီးတော့လေထုကြီးလှုပ်ရှားလိုက်တဲ့အခါမှာထိုလေထုကြီးနဲ့အနီးဆုံးရေပြင်ကလှုပ်ရှားသွားအနီးဆုံးရေပြင်လှုပ်ရှားသွားတဲ့အခါမြေထုကြီးလှုပ်ရှားပြီးငရေလှုပ်ချင်းဟာဖြစ်ပေါ်လာတယ်လို့ဒါကရသော်ပြားကပထမဆုံးအကြောင်းတစ်ခုရှင်းပြတယ်ပေါ့ဒုတိယငလျင်လှုပ်ချင်းအကြောင်းကိုရသော်ပြားဘယ်လိုရှင်းပြတော့ဆိုတကူကြီးမားတဲ့အစွမ်းထက်တဲ့အစွမ်းတကူရှိတဲ့တကူရှင်နေဆိုတာလောကမှာ ရှိတတ်တယ်။ယန္တာပုဂ္ဂိုလ်တွေတို့အဲ့ဒါလို့အစွမ်းတကူနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးတွေရှိတယ်။သို့မဟုတ်တကူကြီးတဲ့နတ်တွေဆိုတာရှိတယ်။သူတို့ကလည်းဖန်တီးတတ်တယ်တဲ့။ဘယ်လိုဖန်တီးတော့ဆိုရင်သူတို့စိတ်ထဲမှာဒီမြေထုဆိုတဲ့မြေထုပေါ်မှာသဘာဝတရားတွေကိုသူတို့ရှုမြင် သုံးသပ်တဲ့အခါမှာမြေထုနဲ့ ဒီရေထုဆိုတာနှစ်ခုရှိမြေကြီးရဲ့သဘောကငြိမ့်နေမှာတယ်မြေကြီးနဲ့ရေနဲ့နှစ်ခုကြည့်မြေပြင်ဆိုတာငြိမ့်တတ်မှုရှိတယ်ရေပြင်ကျတော့ငြိမ့်တတ်မှုမရှိဘူးနော်မြေပြင်ကငြိမ့်တတ်တယ်မှာတယ်ရေပြင်ဆိုတာကတော့လှုပ်ရှားတယ်ဒါကြောင့်မို့သူတို့ကကဘာမြေကြီးကမြေပြင်ကို ရေပြင်လိုသဘောထားပြီးတော့မြေကြီးကို ရေလိုစိတ်ထဲမှာတကိုးနဲ့ဖန်ဆင်းလိုက်တဲ့အခါမျိုးမှာလဲငြင်းလှုပ်တတ်တယ်ကြည့်လေသင်္ဘောကြီးတွေဘလောက်ကြီးကြီးရေပေါ်မှာကြတော့လှုပ်နေတာ ကုန်းပေါ်တက်လိုက်လို့ရှိရင်မလှုပ်နိုင်ဘူးလေမလှုပ်နိုင်ရှေးတုန်းကဒါနဲ့ပတ်သက်ပြီးတော့တန်ခရခိတဆိုတဲ့ကိုရင်ပေါ့ဆာလေးတပါယဟနာကိုရင်လေးတပါပေါ်ဘူးလေခုနှစ်အရွယ်လေးသာသနာပေါင်းဝင်တာ ဲ့ဒီနေ့မှာပဲသင်္ကန်းဝတ်ပြီးအဲ့ဒီနေ့မှာပဲရဟန္တာဖြစ်သွားအစွမ်းတကူကြီးမားတဲ့ရဟန္တာဖြစ်တော့သူစိတ်ကူးရတယ်ဒီကနေ့ပဲသာသနာပေါင်းဝင်ဒီကနေ့ပဲရဟန္တာဖြစ်ပြီးတော့တရားမင်းကြီးနေတဲ့တာဝရင်သာနတ်ပြေကဝေဇန္တာပြတ်တတ်ကြီးကိုလှုပ်ဖူးတဲ့ပုဂ္ဂိုလ်ရှိလားလို့ဆိုမရှိဘူးဆိုသူသိဒါနဲ့ဘယ်လိုလုပ်ရမလဲဆိုတာဤစနစ်ကိုသူမသိပဲနဲ့သူ့အစွမ်းတကူနဲ့လှုပ်မယ်ဆိုပြီးတော့ဝေဇန္တာပြတ်တတ်သွားပြီးလှုပ်တာ လုံးဝလှုပ်လို့မရဘူး။ဘာဖြစ်လို့တော့ဆိုစနစ်မကျဘူး။ဘယ်ကိစ္စပဲဖြစ်ဖြစ် systematically လှုပ်ရတဲ့တကောကလည်းပဲ။အရမဲ့လှုပ်တာမဟုတ်သည့်အတွက်ကြောင့်တဘာဝကိုလွန်ဆန်ပြီးလှုပ်လို့မရဘူး။ရေကြီးပေါ်နေတဲ့အရာကိုလှုပ်အောင်လှုပ်လို့မရဘူး။ဒါကြောင့်မို့သူဟာလှုပ်လို့မရတဲ့အခါကျတော့ဝိုင်းပြီးတော့တယောခံလဲရတော့သူလူပြေပြန်လာပြီးသူ့ဆရာစီပါ သူ့ဆရာစီသွားတော့သူကဆရာကပြောတော့ဆိုမုန်းစီကျော်ကြော်တာလေးကိုပြလိုက်တယ်။မင်းမြင်ဘူးတယ်မို့လားမုန်းစီကျော်ကြော်။နောက်ပြီးတော့ရေထဲမှာချလိုက်တဲ့နောက်ချေးချက်ကလေးဟာရေထဲမှာဝဲလှယ်ပြီးတော့လှုပ်နေတာမင်းမြင်ဘူးတယ်မို့လားလို့ဆိုသူသဘောပေါက်သွားတယ်။မြေကြီးပေါ်မှာရှိနေတဲ့အရာကိုလှုပ်လို့မရဘူးဆိုတာသူသဘောပေါက်သွားတယ်။အဲ့ဒါနဲ့တိပီဖျားဆိုပြီးတော့ တာဝရိန္ဒနတ်ပြည်ပြန်တက်သွားပြန်တက်သွားပြီးတော့ဝေဇယန္တာပြတ်တကြီးရဲ့အခြေတွေအားလုံးကိုရေပြင်ကြီးဖြစ်အောင်အရင်ဖန်ဆင်းပလိုက်ရေကြီးမဟုတ်တော့အဲ့ဒီချိန်မှာကျတော့ခဏလေးအလွယ်လေးနဲ့ဝေဇယန္တာပြတ်တကြီးရန်ခါသွားအောင်သူလှုပ်ရှားပြအောင်ရရေပေါ်မှာတည်နေတဲ့အရာဆိုအလွယ်တကူလှုပ်လို့ရတယ်အောက်ကမငြိမ်ဝဲကိုအဲ့ဒီလိုအစွမ်းတကူရှိတဲ့ပုံကိုယ်တွေကလည်းပဲကဘာမြေကြီးကို ရေဖြစ်အောင်ဖန်ဆင်းလိုက်တဲ့အခါမျိုးမှာလည်းပဲငရင်လှုပ်သွားတာမျိုးတွေဖြစ်တတ်တယ်။ဒါကတော့သူတို့စိတ်ကူးနဲ့လှုပ်တဲ့သဘောအဲ့ဒါမျိုးဟာဒုတိယငရင်လှုပ်ခြင်းရဲ့အကြောင်းတစ်မျိုးပဲလို့ရသော်ပြဒီလိုဟောတယ်။ဟောနောက်တစ်ခုတတိယအကြောင်းတစ်ခုကဘာလဲလို့ဆိုရင်ပါရမီတမ္ပါရပြည့်ဝလို့ ပါရမီပြည့်လို့ဖះပြည့်သူရောက်တော့မဲ့ဖះလောင်းနေဟာတုတ်တိတန်납ပြေကနေပြီးတော့လူပြေကိုဖះဖြစ်ဖို့မေတော်ရဲ့ဝမ်းထဲမှာတရေခတဲ့အချိန်မျိုးတရေခတဲ့အချိန်မျိုးမှာဒီဝမ်းတာကြည်နူးတဲ့သဘောကိုပြတဲ့အနေညီကြီးကဝမ်းတာတာတော့မဟုတ်ဘူး မြေကြီးမှာရှိနေကြတဲ့တရဝါရီစွမ်းတကူကြီးတဲ့ပုဂ္ဂိုလ်တွေဝန်တာလို့လှုပ်တယ်လို့ဒီလိုအောင်မရမြေကြီးဆိုတာတော့စိတ်စေတနာမရှိတဲ့အရာတစ်ခုပဲเนาะသို့သောတဘာဝတရားရဲ့လှုပ်ခတ်မှုဆိုတာရှိတယ်ထိရောက်မှုဆိုတာရှိတတ်တယ်တဘာဝတရားရဲ့ထိခိုက်မှုတွေဟာလူတွေက မသိနိုင်ဘူးပေါ့ကြားဘူးကြလိမ့်မယ်တချို့သစ်ပင်လေးတွေအောက်မှာတခြင်းလေးဆိုဂီတာလေးတီးပြီလို့ရှင်အဲ့ဒီသစ်ပင်လေးကပွင့်လာတယ်လို့ဆိုတယ် နော်သဘာဝတရားရဲ့ရိုက်ခတ်မှုလို့ခေါ်တယ်သဘာဝကြုံမိကြလိမ့်မယ်တချို့ပုဂ္ဂိုလ်တွေစိုက်ပြောတဲ့ပန်ဥယျာဉ်တွေတတိတတိချန်တွေမှာသီးနှံတွေအများကြီးဖြစ်ထွန်းတယ်တချို့ပုဂ္ဂိုလ်တွေစိုက်တဲ့ထဲမှာကြတော့သီးနှံတွေမကြဘူးအဲ့ဒီလိုဖြစ်တာဟာဘာကြောင့်ဖြစ်တာတုံးလို့ဆိုတဲ့အခါမှာသူကကမ္မပစ္စယဥဒုတမုဋ္ဌံဆိုတာလည်းရှိတယ် ကံကောင်းတဲ့ပုဂ္ဂိုလ်စိုက်ပျိုးတဲ့အရာမှန်လည်းများသူကကံကနေပြီးတော့ဥဒုကိုဖြစ်စေပြီးဥဒုကနေပြီးတော့တိပ္ပံရဲ့အကြိုက်ဖြစ်ပြီးတော့တိပ္ပံတွေကအသီးတွေဖြစ်တာလို့ခေါ်တယ်